အဲညီကိုဒီခဏစနေနေ့တော့ကျွန်တော်ဟောမနောပြောတဲ့နဲ့ထင်လို့ပြောပြရညီကိုဒီခင်လို့နောက်ပြီးတော့ကျွန်တော်တို့ဖြစ်ခင်မှာကြောက်လို့ကျွန်တော်ပြောပြတာဥမာစနေနေ့မှာကျွန်တော်ချက်ကောင်းနေသွားကြတာသူလည်းကောင်းလို့ဝိုင်းနဲ့လာတာကိုလည်းကောင်းလို့ငွေကြီးနဲ့စောမှာအလကားကြီးတော့မသူမှမတိုက်ဘူးဆိုတော့ဝိုင်းနဲ့မှာကျွန်တော်လက်ခံလို့ရတယ်ချက်လိုက်တာအဓိကလူတိုက်တာဗျအဓိကကျွန်တော်တို့ချက်ကတ်တဲ့နေရာမှာကိုယ့်ချက်ကလေးကိုချက်ဖြစ်တယ် ချက်တွေကိုမျက်နှိုးတွေတွေ့ထားတယ်ဆိုရင်ချက်ကတ်တဲ့နေရာမှာတခြားကိစ္စပြပြဒုတိယချက်ချက်ကောင်းတိုင်းမနိုင်တာပအဝင်ကျင်ကြောင့်လည်းပါတယ်ပအဝင်ကျင်ကိုအစင်အရမတုကူမှဟိုယုံကြည်ပြီးမလုပ်ပါနဲ့ဘာလို့လဲဆိုတော့ကိုကကိုခံရတာဒီလိုဝိုင်းနေကြလေဟာချက်တိုင်းမှာကျွန်တော်ချက်ဆေးလုတ်ခံတယ်ပြပတ်ဆက်မပေးဘူးလို့ဘယ်သူမှပြောမပြဘူးအမင်းညံ့လို့မင်းခံခံမော့ ျွန်တော်ဒါပဲပြောမှာဟုတ်လားဒါတည်းကစိတ်ကြွယ်ရမှာဖြစ်တဲ့အတွက်ဘယ်သူမှလက်ပုလက်ချက်ဘယ်သူမှမမီကိုပြောရင်ဝိုင်းတယ်မှာငါတက်ကြည့်စေးလုတ်ခံပါလေပြောရင်ဘာပြောခံမလို့ဆိုတော့ဟာကွာဒီကောင်ရှုံပြီးရှယ်ရမ်းရမ်းပြီးဘာတကားထားပြောမှမသိဘူးဒါတည်းဝိုင်းတာကြိုင်းတော့မှာငါကဝိုင်းနာမည်ဖြစ်တယ်လို့အပြောခံအောင်အဲ့ရမလို့အဓိကကျွန်တော်ကပေါင်းဝင်းညွန်လဲဂရုစိုက်ပါဘယ်သူကမှ ယုံကြည်မှုမထားပါနဲ့လူယုံလည်းမထားပါနဲ့အတရာအေးကြီးတာကြက်ကက်ကိုဟိုကပ်ပြရမယ်ကျွန်တော်ဂျော့ကီကောင်းရမယ်ကြက်ကကောင်းတယ်လည်းမနိုင်ဘူးပေါင်းမညင်နဲ့လည်းဆိုင်တယ်နော်နောက်ပြီးတော့အတရာအချက်အတိကဂျော့ကီကောင်းရမယ်ကျွန်တော်ကိုနိုင်ပေါ့ရင်တန်းကိုနိုင်တဲ့ဂျော့ကီမျိုးကိုလည်းတခြားကုတရမယ်ကိုပြောစကားလေးနော်ကျွန်တော်ဥမာဂျော့ကီဆိုတာဘယ်လိုလိုမျိုးဆိုတော့ကျွန်တော်ပြောချင်တာကြားခွက်တကွက်ပဲကြားထိုးနေတယ်သူကြားထိုးတဲ့သူတယောက်က တပတ်တဲ့ချားကွက်ကိုမှားကွက်ကိုမသိဘူးဗျဒါမဲ့လို့ဘေးကကြည့်ရတဲ့သူကကွင်းကွင်းကွက်ကွက်ဒီချားကွက်ကိုနေနေဆိုတာလက်ခံတာမသိဘူးကျွန်တော်ငယ်လက်ချားသားထူပါလေအဲ့လိုကြောင့်ပြောပြနိုင်တယ်ကျွန်တော်ပြောချင်တဲ့အဓိကမက်ဆေ့လေးဟာချော်ကီလက်အဲ့လိုပဲကိုပြောတဲ့စကားကိုနားထောင်တဲ့သူပဲ ကုခိုင်းမှာတချို့ဂျော်ကီကပြန်လဲမပြောနားလဲမထောင်လှုပ်ချင်တာလှုပ်ပြီးရှုံးသွားဂျော်ကီအများကြီးတုံမှုလိမ့်မယ်အဲ့ဒါမလို့ကျွန်တော်ပြောတယ်ဒီစနေမှာအတိကဒီ၃ချက်ကလေးကိုတော့ give side ပေးတင်တယ်ဥမာချက်ကောင်းရမယ်ပြီးတော့ပအဝင်ခြင်းကိုလည်း give side ရမယ်တတိယအရေးကြီးဆုံးကဂျော်ကီကောင်းမှလည်းနိုင်တာဗျာ နော်စနေမှာအားလုံးမင်္ဂလာပါချက်ကတော့အတိက လူတိုက်တာပါနောက်ပြီးတော့ချက်ကောင်းတိုင်းလဲတစ်ဖက်ကအကြီးအစီးပေးပြီးတော့တိုက်ရင်လဲနည်းနည်းသတိထားပါပတ်ဝန်းကျင်လေးတွေလည်းဂရုစိုက်ပေးပါတတိယကျွန်တော်တို့ချက်ကူဂျော်ဂီယာလဲအတိကပါပဲဗျအားလုံးမင်္ဂလာလေးစားကျွန်တော်တို့ကူပေါ့နော်ချက်ကကျွန်တော်ကအရင်ကလည်းပုံမှန်ပဲချက်ကကောင်းတယ် ဒါကပုံမှန်သွားတယ်ပုံမှန်စားတယ်ပုံမှန်နေတယ်ပုံမှန်တိုင်းတယ်ဒါမလို့ချက်ကရုပ်တရက်ပေါ့နော်အဲ့လိုဖြစ်သွားဘာကြောင့်ဖြစ်သွားမသိဘူးဒါကိုကျွန်တော်ကုသနေလေးကိုကျွန်တော်ပြောပြမယ်နော်ယူနော်ဒါဒီချက်ဆိုပုံမှန်သွားတယ်ပုံမှန်စားပုံမှန်နေရနော်ဒီချက်ဒီချက်လုံးလုံးစီတစ်ဖက်ပါဖြစ်သွားမှာအန်တန်နေဖြစ်အဲဒီဘက်အဲဟိုဘက်ကအန်ဖြစ်မျက်လုံးကဒီမှာပဲဒီဘက်ကမျက်လုံးကကောင်းတယ်ဗျเนาะဒီဘက်ကမျက်လုံးကကောင်းတယ်ဗျโอเคဒီဘက်မျက်လုံးကဒီလိုဖြစ်တာဗျသူမအဓိကကျွန်တော်မျက်လုံးတွေပါတိမ်ဖြစ်တာလားမဟုတ်ဘူးဗျ तू ကနည်းနည်းလေးမျက်သားတက်တာပေါ့နော်မျက်သားတက်ပြီးမျက်ပိုးရှိရဗျเนาะ လို့အဲ့လိုကျွန်တော်ခုတခါလုပ်ပြပြီဆိုတော့နော်အဲမျက်လုံးကဒီကျွန်တော်တခြားအနိကကြည့်လိုက်တော့သူကမျက်လုံးကလည်းဒီအပူရန်လေးလည်းဖြစ်တယ်လည်းပါတယ်အဲ့ဒါအပူရန်ဖြစ်မဲ့ဆိုတော့အကူကအပူရန်အပူဖြစ်ပြီးတော့မျက်လုံးတွေပြားပြီးတော့ပြားနေနေဖြစ်သွားတာဘယ်လိုကူရလဲလို့မေးလိမ့်မယ်ဒီချက်မျက်လုံးလေးဆိုအဲ့ဒါဆိုကျွန်တော်ပြားရည်စစ်စစ်အဆောင်မုံပြားရည်စစ်စစ်လေးခတ်ပြလို့ရတယ်ဒါမှမဟုတ်လေတရာစကလင်းမျက်စင်းတော်လေးခတ်ပြလို့ရတယ်တရာစင်လင်းတရာစကလင်းမျက်စင်းတော်ကတော့လူစိမ့်ဆိုင်မှာတက်ပြီးတော့ကျွန်တော်ဝင်လို့ရပါတယ်ဒီပြားရည်စစ်စစ်ကတော့ဟိုကျွန်တော်တို့နော် ဟိုအညာဒေသမှာတော့တော်တော်ပေါ်တယ်ဗျ။အဲ့ဒီအမောင်ပြီးရင်ကျွန်တော်အမောင်ချပေးမယ်ချက်ကိုအပေါ်ကနေပြီးအမောင်လေးချပေးအကောင်းဆုံးပါပဲဗျ။ဒေသလေးပါ။ဒါပနေတော်တော့အောင်ပြောရဲဟိုမနက်တခါညတခါခတ်မယ်။ဟိုနှစ်ရက်သုံးရက်လောက်ဆိုသူပျောက်ပါတယ်ဗျ။တော့ကျွန်တော်အမောင်ချပေးခြင်းအဖြစ်တော့ကျွန်တော်ကတော့စတင်ပြီးတော့ပြိုင်းနေမကျင်တော့ဘူးတရာစကလင်းမျက်စင်အောင်လေးနဲ့စပြီးလိမ့်ပြီးတော့အမောင်ချပေးမယ်နော်ကျွန်တော်ဒါတရာစကလင်းမျက်စင်အောင်တော့ကျွန်တော်လူစေးတိုင်းမှာဝယ်ရတာလွယ်ကူပါတယ်ဗျ အဲကျွန်တော်ဂတ်တူပုံလေးရှင်းရလဲရတယ်ဂတ်တူပုံလေးရဲ့ဒီအောက်ကအပေါက်ကလေးတော့နည်းနည်းဖောက်ရတယ်ဖောက်ပြီးကျွန်တော်တို့ကြက်ကိုမြေကြီးနဲ့လည်းမတိအောင်ပေါ့နော်အောက်ကကျွန်တော်မြေကြီးနဲ့လည်းမတိအောင်ဂတ်တူထူထူလေးခံပေးမယ်ဗျနော်အောက်ကကျွန်တော်ဂတ်တူတွေနှစ်ချက်သုံးချက်လောက်ထူထူလေးခံပြီးဘာတော့နာနာနဲ့ကိုကောင်းဝင်ဆိုတော့သူကမြေတက်နဲ့တင်ပိုးပြီးတော့အငွေ့ရိုက်ပြီးတော့မျက်လုံးကိုပိုးပြီးတော့ထိခိုက်စေမြေတက်နဲ့လုံးဝမထိစေဘူးကျွန်တော်တို့အဲပြီးတော့ကျွန်တော်တို့ဒီလိုလေးပိတ်တယ်ပိတ်ပြီးတော့ကျွန်တော်တို့အပေါ်ကလေ ဟိုအခုခုပေါ့နော်ပစိုးပိုင်းလေးကကျွန်တော်အုပ်ထားမယ်ပစိုးပိုင်းလေးကိုဒီလိုလေးပဲခြိလိုက်မယ်နော်ထိတ်ကလေးကိုโอเคဒီလိုလေးခြိနော်အဲ့ကျွန်တော်ဒီလိုလေးခြီးပြီးသားနေကျွန်တော်ရပြီနော်ညီတော်โอเคတက်တက်အဲဆိုအဲ့လိုလေးခြုံလိုက်ရုံပဲနော်ညီတော်အဲ့လိုလေးနည်းနည်းလေးခြုံလိုက်ရုံပဲနော်အဓိကကျွန်တော်လိုချင်တာဒီပုံစံမျိုးလေးပေါ့နော်ဒီလိုပုံစံလေးကိုအုပ်ထားခြင်းအပြင်ချက်ကအမောင်းချထားရတယ်ဒါချက်တကောင်ကိုမျက်လုံးတွေကနာလိုတိမ်ဖြုံးတာတို့အုပ်ရိုက်မိတာတို့ပြာနှမ်းသွားတာတို့ဆိုရင်ကျွန်တော်လုပ်တဲ့နီးစနစ်နဲ့လုပ်ကြည့်ပါ မိကိုတွေတန့်ကောင်းပါတယ်။ဒါပြအဓိကမြေကြီးနဲ့မထီစီနဲ့နေ့လယ်နေ့ကမဟာနေ့မနက်ပိုင်းနေ့ကပိုင်းညပိုင်းချက်ကိုရေဝတ်တိုက်မယ်အစာတွေးမယ်လူကကင်တွေးမယ်ဆိုရင်ဒီမျက်လုံးတိမ်ပုံးတိုင်းမျက်လုံးပြာသွားတာမျက်လုံးနှမ်းသွားတာဆိုရင်ဟိုဟာတန့်ပြီးတော့ညကိုတွေတောက်ခင်းပါလိမ့်မယ်အားလုံးမင်္ဂလာပါလေးစားလိုက်ပါ